Hello မင်္ဂလာပါဒီကောင်းချမ်းမကြပါရဲ့လားရှင်မနေ့ပြန်ဆိုလို့ရှိရင်သတင်းကျွတ်လာပြည်နေရောက်ပြီပေါ့နော်ပြောရရင်တော့ Full Moon Day ပေါ့တကယ်တော့ဒီဗမာပြည်ကလေးမှာဆိုရင်မနေ့ပြန်ကလာပြည်နေပေါ့နော်အနောက်တိုင်းနေရဲ့လူနာပြည်ကလေးမှာလာပြည်ကလေးမှာဆိုလို့ရှိရင်ပေါ့ခုနှစ်ရက်နေကြာမှလာကအပြည့်အဝပြည့်တယ်လို့သူတို့ကပြောကြတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီလူနာပြည်ကလေးနေမှာ လာပြည့်နေ့ကိုသူတို့က9ရက်နေ့လို့သတ်မှတ်တယ်ပေါ့နော်အဲ့ဒါကြောင့် spare word တွေ ritual တွေအဲ့ဒါတွေလုပ်เสียရှိရင်လဲသူတို့ကအဲ့ဒီ9ရက်နေ့မှလုပ်ကြတယ်ပေါ့နော် full moon day ဆို full moon day တိတိကျကျလုပ်ချင်ရင်တော့အနောက်တိုင်းမှာဆိုလို့ရှိရင်တော့9ရက်နေ့မှလာပြည့်နေ့လို့သူတို့ကပြောကြတယ်ပေါ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့လာပြည့်ကျော်တရက်နေ့ဟာလာက ပြပြဝဝဝိုင်းဝိုင်းဆက်ဆက်တကယ်လာပြေလို့ဖူးမွန်ဒီဖြစ်တယ်တဲ့အဲ့ဒါကြောင့်အနောက်တိုင်းရဲ့လူနာပြက်ရိန်တွေမှာဆိုလို့ရှိရင်လာပြေနေကိုလာပြေကျော်တရက်နေကူမှာသူတို့ကပြောကြတယ်ပေါ့နော်ဗမာလူမျိုးတွေအနေနဲ့ကတော့ဒါလာပြေနေကမနဲ့ပြန်ဖြစ်မယ်ဒီလူနာပြက်ရိန်အနေနဲ့ဆိုလို့ရှိရင်လာပြေနေကတဘက်ခါ9ရက်နေဖြစ်တယ်ပေါ့နော် အဲ့တော့ဆီယာမအနေနဲ့ကဒီအနောက်တိုင်းလောကရဲ့ moon phase ဒီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့လပြည့်နေ့ကနေနောက်ထပ်လကွယ်နေ့မရောက်ခင်ဂျားကာလာပေါ့နော်အဲ့ဒီဂျားကာလာကို moon phase ဒီအနေနဲ့ပြောရလို့ရှိရင်သူတို့က waning moon လို့ခေါ်တယ်ပေါ့အဲ့တော့အဲ့ဒီဒီအနောက်တိုင်း wish ပညာရက်တွေမှာဆိုလို့ရှိရင်အဲ့ဒီရက်တွေမှာဆိုလို့ရှိရင်သူတို့ကဘာ spare word တွေ ritual တွေ လုံကြလဲဆိုတဲ့အခါကြတော့ကိုယ့်ရဲ့စိတ်မှာရှိနေတဲ့မကောင်းတဲ့အကျင့်ဆိုးတွေခြေဖြတ်ဖို့ spare word တွေကိုယ့်ရဲ့ရင်ထဲမှာကိစ္စအရရက်တွေအပေါ်မှာဖြစ်နေတဲ့အဆိုင်အခဲလေးတွေပေါ့ကိုလိုကုလူကိစ္စလေးတွေအဲ့ဒီကိစ္စလေးတွေကိုခြေဖြတ်တဲ့ ritual တွေကိုယ့်ရဲ့ self love တွေအဲ့ဒီ ritual တွေအဲ့ဒီဟာတွေကိုလုပ်ဖို့အကောင်းဆုံးအချိန်လို့သူတို့ကပြောကြတယ်ပေါ့နော်အဲ့ဒီ one moon kala ပေါ့အဲ့တော့ ဲ့ဒီကြားကာလတွေပြီးလို့လကွယ်နေ ရောက်သွားပြီဆိုလို့ရှင်လကွယ်နေကိုတော့သူတို့က new moon လို့ခေါ်ကြတယ်ပေါ့နော်အဲ့ဒီ new moon နေမှာဆိုလို့ရှင်ဘာတွေလှုပ်လို့ရလဲဆိုတဲ့အခါကျတော့ပညာရက်တခုကိုမျိုးစေ့ချတဲ့အစီအရင်နေကိုလှုပ်ချင်တဲ့ new project တွေအဲ့ဒီတွေအတွက်အစီအရင်လှုပ်ဖို့ကောင်းတဲ့အချိန်ပေါ့နော်အဲ့ဒီလကွယ်နေကပေါ့အဲ့ဒီလကွယ်နေကနီးစပြီးတော့နောက်ထပ် လာပြည့်နေ့ကိုမရောက်ခင်ဂျာကာလာကိုဆိုလို့ရှိရင်เนาะအဲ့ဒီကာလာကိုဝဇင်မွန်းလို့ခေါ်တယ်ပေါ့เนาะအဲ့ဒီဝဇင်မွန်းနေမှာကြတော့ဘာတွေလုပ်လို့ကောင်းလဲဆိုတဲ့အခါကြတော့ abundance နဲ့ဆိုင်တဲ့ကိစ္စတွေငွေကြေးနဲ့ဆိုင်တဲ့ကိစ္စတွေကြီးပွားတိုးတက်ခြင်းနဲ့ကိစ္စတွေပေါ့เนาะငွေကြေးနဲ့ဆိုင်တဲ့ကြီးပွားတိုးတက်ခြင်းနဲ့လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ကြီးပွားတိုးတက်ခြင်းနဲ့အဲ့လိုမျိုးကြီးပွားတိုးတက်ခြင်းနဲ့အစီရင်နေမှန်သမျှကိုအဲ့ဒီဂျာကာလာမှာလောက်ကြတယ်ပေါ့เนาะ ဒါလေးတွေကတော့ moon face နဲ့ဆိုင်တဲ့အခေါ်အဝေါ်လေးတွေပေါ့နော်လနဲ့ဆိုင်တဲ့အခေါ်အဝေါ်လေးတွေပေါ့ new moon ကိုလကွယ်နေခေါ်မယ် new moon ကနေ full moon ထီကိုဝယ်စင် moon လို့ခေါ်မယ် full moon ကနေနောက်ထပ်လကွယ်အထီကိုလို့ရှင် one moon လို့ခေါ်မယ်အဲ့ဒါလေးပေါ့နော်အဲ့တော့မနေ့ဖြန်ကိုလပြင်းနေအနေနဲ့လဲယူလို့ရတယ်ဒါကတော့ကိုမြမလူမျိုးတွေရဲ့သတင်းကြွလာပြင်းနေပေါ့နော်အဲ့တော့လာပြင်းနေမှာကိုရဲ့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ဘာသာရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေအများကြီးလုပ်လို့ရတယ်ဒါကိုရဲ့ဗမာယဉ်ကျေးမှုအနေနဲ့ပေါ့နော်အနောက်တိုင်းလောကရဲ့ဒီ monfish တွေနဲ့အနေနဲ့ဆိုလို့ရှိရင် terro ဘိုင်းနဲ့အနေနဲ့ဒါမှမဟုတ် which crab အနေနဲ့ကိုရဲ့အစီရင်အနေနဲ့သွားမယ်ဆိုလို့ရှိရင်တော့တပတ်ခါ9ရက်နေရနေရမှာလာပြင်းနေစစ်စစ်လို့ပြောကြတယ်ပေါ့နော်အဲ့တော့9ရက်နေလာပြင်းနေစစ်စစ်မှာကိုရဲ့ terro နဲ့ဆိုင်တဲ့ပစ္စည်းတွေ ခရစ်စတယ်တွေအပြင်နောက်ထပ်ဘာတွေလုပ်လို့ရသေးလဲ ritual တွေ spell word တွေဘာတွေလုပ်လို့ရသေးလဲဆိုတဲ့အခါကျတော့ခုနှစ်ရက်နေညလာပြည့်နေ့ဆိုလို့ရှိရင်ကိုဟာ moon water လုပ်လို့ရတယ်ပေါ့ပထမအဦးဆုံးတစ်ခုအနေနဲ့ပေါ့နော် moon water ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ပထမအဦးဆုံးကိုလှုပ်ချင်တဲ့ဘိုးလေးဖြစ်ဖြစ်ဒီလိုမျိုးဖလားလေးတစ်လုံးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုရေထည့်မယ် ေးထည့်ပြီးတော့ခုမှရှိတဲ့ပန်းလေးတွေကိုထည့်မယ်ပန်းပေါင်းစုံပေါ့နော်ထည့်မယ်ထည့်ပြီးလို့ရှိရင်ကိုနှစ်သက်တဲ့အမွှေးနံ့တာပေါ့နော်အဆက်ရှင်အဝိုင်းတို့ပါတို့အဲ့လိုမျိုးလေးတွေဒါထည့်မယ်ပြီးတာနဲ့ညဘက်လထွက်လာတဲ့အခါမှာ လရောင်ဓာတ်ရိုက်ကြတဲ့နေရာမှာမိတွေပိတ်လိုက်လို့ရှိရင်ကြီးလိုက်တဲ့အခါလရောင်လင်းထိန်နေတဲ့နေရာမျိုးမှာဒီဘိုးလေးကို ချထားပြီးတော့တညာလုံးပဲဖြစ်ဖြစ်စုစုပေါင်းအချိန်၈နာရီလောက်ပဲဖြစ်ဖြစ်လရောင်ခံမယ်ပေါ့နော်အ ਨੇ ဆုံးတော့၈နာရီပေါ့နော်အဲ့ဒီ၈နာရီအချိန်ပြည့်လို့ကိုယူခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တညာလုံးပဲလရောင်ပဲခံခံပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ဒါကိုရဲ့ moon water လေးရပြီပေါ့နော်တကယ်လို့ဒီလိုပန်းနေမထဲ့ပဲနဲ့အမွှေးနှံ့တာတွေမထဲ့ပဲနဲ့ရိုးရိုးရေနဲ့ပဲ လှုပ်ချင်လဲရတယ်ပေါ့ဒါကတော့ကိုနှစ်တရာပေါ့နော်နောက်ပြီးတော့ပလင်းလေးနဲ့ထည့်ထားပြီးတော့တိမ့်ထားပြီးတော့ကိုကိုရီဂျူရီလှုပ်တဲ့အခါပဲဖြစ်ဖြစ်စပယ်ဝါတီလှုပ်တဲ့အခါပဲဖြစ်ဖြစ်မွန်ဝေါ်တာလို့လို့ရှိရင်အဲ့ဒီရေကိုသုံးလို့ရတယ်ပေါ့နော်ဒါကတော့မွန်ဝေါ်တာလှုပ်တဲ့နည်းပေါ့နော်ဆိုတော့လာပြင်းနေ့ညမှာဒီမွန်ဝေါ်တာလှုပ်လို့ရတယ်နောက်တစ်ခုက ဒါကရေဘူးလေးပေါ့နော်အထဲမှာကြာတော့သူကဘာပါလဲဆိုတော့ဆီယမက rose quad crystally ပါတဲ့ရေဘူးလေးဝယ်ထားတဲ့အတွေ့အဲ့ဒီဟာက rose quad ရေဘူးလို့ပြောလို့ရပေါ့နော်အဲ့တော့ဒီထဲကိုဒီရေဘူးလေးကိုသေချာဆေးမယ်ဆေးပြီးလို့ရှိရင်ဒီထဲကိုရေထည့်မယ်ရေထည့်ပြီးတော့ခုနလိုပဲလရောင်အပြည့်ရတဲ့အောက်မှာရှင်းနိုင်ဖြစ်ဖြစ်တညာလုံးဖြစ်ဖြစ်ကိုလရောင်ခံမယ် အဲ့ဒီရေကြတော့ကိုတောက်သုံးလို့ရတဲ့ရေပေါ့နော် rose quartz crystal moon water လေးပေါ့နော်ခုနဒီ moon water ကြတော့သူက ritual တွေလုပ်တဲ့နေရာမှာဒါကိုပစ္စည်းလေးတွေဖျန်းတာပဲဖြစ်ဖြစ်စိန်နာပဲဖြစ်ဖြစ် သုံးဖို့သူကသိမ့်တဲ့ရေပေါ့နော်ဒါကတောက်လို့မရဘူးဒါကတော့ကိုအသုံးပြုဖို့ရေပေါ့နော်ကိုမုန်းဝတ်ချတောက်ချင်လို့ရှိရင်တော့ဒီလိုမျိုးရေဘူးလေးနဲ့ရေထည့်ပြီးတော့ လာရောက်ခံပြီးတော့ဒါတောက်သုံးလို့ရတဲ့မုန်းကိုကြပေါ့နော်ဒါဒါကြတော့အသုံးပြုလို့ရတဲ့မုန်းကိုကြပေါ့နော်မတူဘူးပေါ့နော်ဒါလေးလုပ်လို့ရတယ်ဒီရေဘူးလေးတွေက online မှာဝယ်လို့ရတယ်ပေါ့နော်သူကဒီထဲမှာထည့်တယ် crystal ကမျိုးစုံရှိတယ်တချို့ဆိုလို့ရှိရင် amethyst ရှိမယ်ဒါက rose quartz ရှိမယ် နောက်ပြီးတော့ citrine ရှိမယ်အဲ့လိုဟာမျိုးလေးတွေပေါ့နော်အမျိုးစုံရှိတဲ့ရေဘူးလေးတွေပေါ့အဲ့တော့ moon water ကိုလာရောင်ခံပြီးတော့တောက်တဲ့ရေအဖြစ်အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလိုရေဘူးလေးတွေကိုအသုံးပြုလို့ရတယ်ပေါ့နော်တကယ်လို့ကိုဘကကိုဘာခရစ်စတယ်မှမပါဘဲနဲ့ရိုးရိုးလာရောင်ခံပြီးရေတောက်ခြင်းနဲ့ဆိုလို့ရှိရင်လေဒီလိုမျိုးရေဘူးအကြည်လေးတစ်ခုကိုလာရောင်ခံပြီးတော့ moon water အဖြစ်တောက်လို့ရတယ်ပေါ့နော်ဒါကတော့ရေတောက်ဖို့အတွက်ပေါ့နောက်တစ်ခုက crystal အဲ့ဒီလာပြင်းနေညမှာလာရောက်တဲတဲကြတဲ့နေရာမှာကိုခရစ်စတယ်လေးတွေကိုဒီလိုမျိုးလေးတွေပေါ့နော်လာရောက်အောင်မှာ၈နာရီလောက်လာရောက်ခံပေးတယ်အဲ့ဒါကိုချက်ချင်းသွင်းတယ်လို့ခေါ်တယ်ပေါ့နော်လာနဲ့ချက်ချင်းသွင်းတယ်ပေါ့ပြောရလို့ရှင် energy ပေါ့လာရဲ့ energy ကိုသူတို့စီကိုတက်ရောက်စေတဲ့သဘောမျိုးပေါ့နော်လာရောက်ခံပေးတဲ့သဘောပေါ့ခရစ်အဲ့တော့9ရက်နေ့ညလာပြင်းနေညမှာဒီခရစ်စတယ်လေးတွေကိုလည်းလာရောက်နဲ့ချက်ချင်းသွင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုက ritual လုပ်လို့ရတယ်။လာပြည့် ritual တွေခေါ်မှာပေါ့နော်။ဖူမွန် ritual တွေခေါ်မှာပေါ့။ဘလို ritual မျိုးလုပ်လို့ရလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ negative energy release လုပ်တဲ့ ritual တွေပေါ့။ဖျောင်းနိုင်ဒီမှာအ내တတိုင်းဒါမှမဟုတ်အဖြူပေါ့နော်။အ내ရှင်အ내အ내မရှင်အဖြူပေါ့။အဲ့ဒါတတိုင်းကိုယူမယ်။စာရွက်တရွက်ယူမယ်။ဘောပံတစ်ချောင်းယူမယ်။နောက်ပြီးတော့မိရှို့ပြီးတော့ ပြတွေကိုလုံးလုံးချုံချုံထည့်လို့ရတဲ့ခွက်ကလေးတစ်ခွက်ယူမယ်အဲ့ဒါပြီးလို့ရှိရင်တိတ်ဆိတ်ပြီးတော့ A channel နေရာလေးတစ်ခုမှာကိုယ့်ရဲ့ဒီ space လေးကို smoke တွေနဲ့ cleansing လုပ်မယ်အမွေနံတာတွေနဲ့ cleansing လုပ်မယ်လုပ်ပြီးလို့ရှိရင်စာရွက်မှာကိုလက်တွေကိုလုတ်ချင်တဲ့အကြောင်းအရာတွေချပြီးတော့ရေးမယ်ပေါ့နော်ကိုပါဦး release လုပ်ခြင်းလဲကိုယ့်ရဲ့နှလုံးသားထဲမှာခံစားနေရတဲ့ဘယ်ခံစားချက်တွေကိုကိုကလွတ်ချခြင်းလဲကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေမကောင်းတဲ့ energy တွေအဲ့ဒီဟာတွေကိုကိုဟာဘယ်ဟာကို release လုပ်ခြင်းလဲကိုလုပ်ခြင်းတဲ့ဟာတွေကိုကိုကအဲ့ဒီစာရွက်ပေါ်မှာချပြီးတော့ရေးလိုက်မယ်ရေးလိုက်ပြီးလို့ရှိရင်အဲ့ဒီစာရွက်ပေါ်မှာဒီဖျောင်းနိုင်လေးကိုထွန်းမယ်ပြီးရင်9မိနစ်လောက်ဖျောင်းနိုင်လေး တောက်လောင်နေတာကိုစောင့်ကြည့်မယ်စောင့်ကြည့်နေတဲ့အချိန်ထဲမှာ ကို release လုပ်ချင်တဲ့ဟာတွေကိုကိုနှလုံးသားထဲမှာတဖြည်းဖြည်းမြင်ရောက်လာအောင်အာယုံ ပြုမယ်အာယုံခံမယ်ပေါ့နော်စာရွက်တွေမှာကိုရေးချထားတဲ့ဟာတွေကိုတဖြည်းဖြည်းချင်းကိုကအာယုံနဲ့ပုံဖော်အောင် ကြည့်မယ်ကြည့်ပြီးတာနဲ့ဒီဖျောင်းနိုင်လေးကိုဖဲအောက်ကစာရွက်ကိုယူမယ်ယူပြီးတော့ခုနဖျားချမဲ့ခွက်ကလေးပေါ်မှာပေါ့နော် ဖျောင်းတိုင်မီးနဲ့အဲ့ဒီစာရွက်ကလေးကိုမီးရှို့ပြီးတော့ပြချလိုက်မယ်။မီးရှို့နေတဲ့အချိန်မှာကို့အာယုံထဲမှာဘာကိုအာယုံပြုနေရမလဲဆိုတဲ့အခါကျတော့ဒီစကူပုံမှာရေးထားသလိုကိုယ့်ရဲ့ဒီမကောင်းတဲ့ energy မကောင်းတဲ့ကို release လုပ်ခြင်းနဲ့ကိစ္စတွေအကုန်လုံးဟာဒီစကူလေးမီးလောင်ပြီးတော့ပြာကျသွားသလိုအကုန်ပြာကျသွားပြီးတော့ကိုယ်နှလုံးသားတွေကနေလွတ်ထွက်သွားပြီးတော့အကုန်လုံး release ဖြစ်သွားတဲ့ ုံစံမျိုးကိုကိုကအာယုံဖော်ပြီးတော့ဒီကိစ္စတွေအကုန်လုံးပြကြသွားပြီလွှတ်ချသွားပြီဆိုတဲ့ပုံစံမျိုးကိုကိုကအာယုံဖော်ပြီးတော့နှုတ်ကလည်းဒီလာပညာရဲ့အလင်းရအောင်မှာငါလွှတ်ချခြင်းနဲ့ဒီမကောင်းတဲ့ကိစ္စတွေမကောင်းတဲ့ energy တွေမှန်သမျှဟာ အကုန်လုံးလွှတ်ချလိုက်ပြီငါစီမှာဘာမှမရှိတော့ဘူး ဒီမိတောက်လောင်ကျွမ်းသွားတဲ့အတူ အကုန်လုံးလောင်ကျွမ်းပြာကျသွားပြီအဲ့လိုမျိုးကိုကိုကအာယုံပြုတ်ပြီးတော့ပါဇက်ကလည်းရွတ်ဆိုနေရမယ်ပေါ့နော်အာလုံးပြီးသွားပြီဆိုလို့ရှိရင်ဖျောင်းနိုင်မီကိုငိမ့်ပြီးတော့ဒီကိုရဲ့ပြာတွေကိုရေဆေးချရင်ချဆေးဖြစ်အောင်ပြစ်လိုက်တဲ့ပုံစံမျိုးပြီးတော့ကိုရဲ့ဒီ ritual လေးပြီးဆုံးသွားပြီပေါ့နော်အဲ့လိုမျိုး ritual လုပ်လို့ရတယ်လာပြညာမှာဒါ ဖူမွန်ဒေးရီကျူရဲ့တစ်ခုပေါ့နော်ဆိုတော့အဲ့ဒီလာပြည့်ညမှာအခုပထမဦးဆုံးမွန်ဝေါ်တာတွေခံမယ်ကိုတောက်သုံးဖို့မွန်ဝေါ်တာလေးတွေယူမယ်အသုံးပြုမယ်ခရစ်စတယ်ရီအဲ့ဒါတွေကိုချက်ချင်းသွင်းမယ်ခုနလိုကိုရဲ့ bad habit တွေမကောင်းတဲ့ energy တွေ release လုပ်တဲ့ ritual လေးတွေလုပ်မယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးပိတ်အနေနဲ့လာပြည့်ညရဲ့ relax tea လေး တောက်တုံးပြီးတော့စိတ်အေးချမ်းချမ်းနဲ့အိပ်ရာဝင်လို့ရပြီပေါ့နော်အဲ့ဒီ relax တီးလေးကဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဖန်ကွက်လေးတစ်လုံးကိုယူမယ်ဒါကတော့ rose petal လေးပေါ့နော်နှင်းစီပွင့်ချက်လေးတွေပေါ့အဲ့ဒါလေးနည်းနည်းထည့်မယ်ခြာမူမိုင်းပန်းပွင့်လေးထည့်မယ်ပွင့်ရကြည်သွားတဲ့အတွက်အမှုံလေးတွေဖြစ်နေတယ်။အမှန်မှန်တော့ပွင့်ဖက်လေးလိုက်ရရင်ပိုကောင်းတာပေါ့နော်။ နော်ဒီချာမိုမိုင်းပန်းကညအိတ်မပြောတဲ့လူတွေအဲ့ဒီချာမိုမိုင်းတီးလေးတွေတောက်သုံးပေးခြင်းဖြင့်ညဘက်ကိုသူကကောင်းကောင်းမွန်မွန်အိတ်ဆက်နိုင်တဲ့နေထားလေးရှိတယ်ပေါ့နော်အဲ့ဒီချာမိုမိုင်းကအိတ်ဆက်ခြင်းကိုထောက်ကူပြုတယ်ဒါကလာဗန်ဒါပေါ့နော်လာဗန်ဒါကြတော့သူကကိုယ့်ရဲ့စိတ်နှလုံးကိုကြည်လင်အေးချမ်းစေတယ်အဲ့ဒီလာဗန်ဒါလေးတွေကဒါကတော့စပယ်ဖူးလေးတွေပေါ့ စပယ်ဖူးအပွင့်6ပန်းလေးတွေအဲ့ဒါလေးတွေထည့်ပြီးတော့ရင်းနွေးလေးထည့်မယ်ပြီးတာနဲ့5မိနစ်10မိနစ်လောက်နှက်ထားမယ်ပုံစံမျိုးပေါ့နော်ဓာတ်ပူးလေးနဲ့ရှင်ဓာတ်ပူးလေးနဲ့ထည့်တာပိုကောင်းတယ်ဒါမှမဟုတ်ဒီလိုမျိုးလေးကိုပဲဒါခဏနှက်ထားပြီးတော့10မိနစ်လောက်နှက်ထားပြီးရင်တော့ဒါလေးကိုတောက်ပြီးတော့ညအိယာဝင်နိုင်ပြီပေါ့နော်ဘူမွန်ဒီမှာ လှုပ်တောက်လို့ရတယ်စိတ်ရောကိုယ်ပါ relax ဖြစ်စေတဲ့ relax တီးလေးပေါ့နော်ဒါလေးတောက်အေးအေးချမ်းချမ်းပြီးတော့အိပ်ရာဝင်လို့ရတယ်ဒါဒီအကုန်လုံးက full moon day မှာလှုပ်လို့ရတဲ့အရာလေးတွေပေါ့နော်လူနာပြက်ကလေးရဲ့တပတ်ခါ full moon day မှာဆိုလို့ရှင်တော့ဆီယမအခုပြရသွားတဲ့ဟာလေးတွေအကုန်လုတ်လို့ရပါတယ်အဲ့ဒါကတော့ full moon day အတွဲကိုလှုပ်ချင်လို့ရှင်လှုပ်လို့ရတယ်အရာလေးတွေပေါ့နော်အဲ့တော့မနက်ပြန်တပတ်ခါ လာမဲ့လာပြေးနေကလေးတွေမှာကိုလှုပ်ခြင်းတဲ့အရာလေးတွေကိုပြုလုပ်ပြီးတော့အကျိုးရှိစွာ အသုံးချပြီးတော့ဖျက်ဆီးနိုင်ကြပါစေလို့အဲ့ဒါဆိုရင်တော့ဆရာမဒီနေ့ဒီဗီဒီယိုလေးကိုဒီမှာတင်မဲ့ရပ်ပါပြီရှင်အဆဆရရအစဉ်ပြေကြပါစေရှင်နေကောင်းကြပါကြပါစေရှင်